ကဲအားလုံးမင်္ဂလာပါဟုတ်ကဲ့ပါဒီနေ့မှာကျွန်တော်ခြေခံလေးတွေပေါ့နော်ပုံမှန်ပြထားတဲ့အရာတွေပေါ့နော်ခြေခံလေးတွေကိုကျွန်တော်တော့ခြေခံလေးတွေကိုကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့ဒါဘာလဲဆိုတော့ကျွန်တော်ပြောပြမယ်နော်ပြီးလို့ရှင် Okay ပေါ့နော်ဘုံမှာပြထားတဲ့အရာလေးတွေကိုကျွန်တော်လာပြီးတော့ share ပေးတာဖြစ်ပါတယ်နော်အဲ့ဒါဘာကြီးလဲဆိုတော့ cry out cry out my high crap ပေါ့နော်အပေါ်ဆုံးမှာကျွန်တော်အပေါ်ဆုံးကနေစားမယ်တစ်ခုပြီးတစ်ခုသွားမယ်အာဘသူယူလာပေးတာလဲပေါ့နော်ဆိုလိုတဲ့အတိတ်ပဲဘသူယူလာပေးတာလဲဆိုတာကိုအချိန်လေးတွေကျွန်တော် share ပေးမှာဖြစ်ပါတယ်နော် ဘသူယူလာပေးတာလဲပေါ့နော်ပြောချင်းဆိုလိုတာဘသူယူလာပေးတာလဲကိုဘယ်လိုပြောလဲဆိုတော့ cry on my high အဲအဲ့ဒါလေးတွေကိုကျွန်တော်အသေးစိတ်တစ်ခုချင်းတစ်ခုချင်းစီကျွန်တော်ခွဲပေးမယ်နော် cry ဆိုတာဘသူဘသူလဲပေါ့နော် how ဆိုတာယူတာ my high ဆိုတာလာပေးတာ crap ဆိုတာခမရပေါ့နော်အဲ့ဒါအကုန်လုံးပန်းလိုက်တော့ cry on my high crap ဆိုတာဘသူယူလာပေးတာလဲဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်နော် โอเคကျွန်တော်စကားစုတစုတစုစီကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်เนาะโอเคใครเอามาให้ครับဆိုတော့ဘယ်သူယူလာပေးတာလဲပေါ့เนาะအဲ့ဒါမြန်မာလိုနဲ့အတိတ်ပဲဖြစ်ပါတယ်โอเคဘယ်သူအတွက်ယူလာပေးတာလဲဆိုတာကြတော့ဘယ်လိုပြောမလဲဘယ်သူအတွက်ယူလာပေးတာလဲပေါ့เนาะခုပြောချင်တာဘယ်သူအတွက်ကိုယူလာပေးတာလဲဆိုတော့ကိုကပြောမှာကွာအဲ့ဒါကြတော့เอามาให้ใครครับ ေါ့နော်အောင်မဟိတ် cry ဆိုတော့ဘသူယူလာပေးတာလဲပေါ့နော်အနောက်ဆုံးမှာကြတော့ယောက်ျားလေးတွေဆိုလို့ရှိရင် crab အာမိန်းကလေးတွေကြတော့ kha ဆိုတဲ့အရာကိုထည့်ပေးပေါ့နော်အဲ့ဒါကြတော့ယဉ်ကျေးတော့ပေါ့နော် okay ဘောပေါ့မလို့ထင်ပါရဲ့နော်ဒါယဉ်ကျေးသွားအောင်နောက်မှာ crab kha ဆိုတာပေါ့နော်အဲ့ဒါလေးထည့်ပေး crab ဆိုတာယောက်ျားလေးနော် kha ဆိုတာမိန်းကလေးဖြစ်ပါတယ် okay အနောက်တစ်ခုသွားမယ် ကျွန်တော်သူ့ကိုပြောတာပေါ့နော်ကျွန်တော်ပေါ့နော်ကျွန်တော်သူ့ကိုပြောတယ်ပေါ့နော်ကျွန်တော်ဆိုတာဘယ်လိုပြောလဲผมผมဆိုတာကျွန်တော်ပေါ့နော်အမ် box ဆိုတာပြောတည်ပြောတော့ပြောတယ်ပေါ့နော်ဖူးဆိုတာလည်းအတူတူပဲဒါပေမဲ့ box ဆိုတာနဲ့ပဲဆက်သွားမယ်နော်အာအာကျွန်တော်သူ့ကိုပြောတယ်ဆိုလို့ရှိရင်ผม box เขาผมဆိုတာကျွန်တော် box ဆိုတာပြောတာเขาဆိုတာသူ့ကိုပေါ့နော် ผมบอกเขา solution จนตู้ပြောတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါရင်เนาะผมบอกเขา solution จนตู้ပြောတယ်ပေါ့เนาะအဲ့ဒီအဓိပ္ပာယ်ဖြစ်ပါတယ်တကယ်လို့ तू ကကျွန်တော်ကိုပြောတယ်ဆိုလို့ရှိရင် तू က तू ကကျွန်တော်ကိုပြောတယ်ဆိုလို့ရှိရင်เขาบอกผมเขาဆိုတာ तू บอกဆိုတာပြောတာကိုပြောတယ်เนาะผมဆိုတော့ကျွန်တော်ပေါ့เนาะเขาบอกผมဆိုလို့ရှိရင် तू ကျွန်တော်ကိုပြောတယ်ဆိုတဲ့စကားဖြစ်ပါတယ်เนาะ ဆရာတို့ပြောတာပဲလိုက်နာထောင်နေတာပါတဲ့ပြန်မပြောတက်လို့တဲ့မိကုံမိနဲ့သူတော်ပြင်းလာပြီတဲ့อืมဟုတ်ကဲ့ပါโอเคသူကျွန်တော်ကိုပြောတယ်ဆိုလို့ရှိရင်သူကျွန်တော်ကိုပြောတယ်ဆိုလို့ရှိရင်ခေါင်းပေါဖုံခေါင်းပေါဖုံဆိုလို့ရှိရင်သူကျွန်တော်ကိုပြောတယ်ပေါ့နော်โอเคတကယ်လို့ပေါ့နော်အာ ကျွန်တော်သူ့ကိုဘာမှမပြောပါဘူးဆိုပြီးတော့ပြောမှာကွာအဲ့ဒါတလုံးချင်းစီရဲ့အတိတ်ပဲเนาะသူရဲ့တန်ထွက်လေးဒီအထဲမှာတခါတည်းရေးပေးထားတယ်เนาะတကယ်လို့ငွေညို့လို့စာဖက်လို့ရှိရင်မှားသွားမှာဆိုလို့ကျွန်တော်ကတခါတည်းဓာတ်ရက်ကိုလာပြီး share ပေးတာเนาะပုံမှာတခါတည်းရှိတယ်ကျွန်တော်သူ့ကိုဘာမှမပြောပါဘူးပေါ့เนาะကျွန်တော်သူ့ကိုဘာမှမပြောပါဘူးဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ผมไม่ได้ไม่ได้ว่าอะไรเขาน่ะကျွန်တော်သူ့ကိုဘာမှမပြောရဘူးပေါ့เนาะဆိုလို့တဲ့အတိတ်ပဲอ่ะผมไม่ได้ว่าอะไรเขา အာဖုံဆိုကျွန်တော်ပေါ့နော်မေတ္တဝါဆိုတော့မပြောရတာကိုပြောတာအလိုက်ခေါဘာကူမလဲပေါ့နော်ဘာကူမလဲသူ့ကိုအကုန်လုံးပေါင်းလိုက်တော့ဖုံမေတ္တဝါအလိုက်ခေါကျွန်တော်သူ့ကိုဘာမှမပြောရဘူးပေါ့နော်ဆိုလိုတဲ့အဓိပ္ပာယ်ကျွန်တော်သူ့ကိုဘာမှမပြောပါဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်โอเคနောက်တစ်ခုသွားမယ်အာနောက်တစ်ခုကျတော့အောက်ဆုံးပါပေါ့နော် ขาไม่ได้ว่าอะไรผมเขาสุดตู่ปนเนาะตู่ปนเนาะตู่สุดเขาเขาไม่ได้ว่าอะไรผมสุดที่ตู่จนกูบามาไม่เปียวညီမစားနဲ့မရည်ခဲ့ဘူးပေါ့နော်သူကျွန်တော်ကိုဘာမှမပြောခဲ့ဘူးဆိုလို့ရှိရင်ခေါင်းမိတဲ့ဝါဖုံခေါင်းမိတဲ့ဝါအလိုက်ဖုံခေါင်းဆိုတာသူပေါ့နော်မိတဲ့ဝါအလိုက်ဖုံဆိုတာဘာမှကျွန်တော်ကိုဘာမှမပြောဘူးပေါ့နော်သူကျွန်တော်ကိုဘာမှမပြောဘူးဆိုတဲ့အဓိပ္ပာယ်ရှိပါတယ်နော်ဖြစ်ပါတယ် ขาไม่ได้ว่าอะไรผมสุดาตูจนกูบามามาเปียวบูสุดเลยดิเป็ดไปได้อ่าโอเคปะอ่านับคู่ตัวมันเนาะดาดีที่ว่าจนมา3ยั่วရှိတယ်ดาမျိုးလေးတွေ3ยั่วအဲကျွန်တော်မြန်မြန်လေးနဲ့ပဲပြောသွားမယ်เนาะโอเคနောက်တစ်ရွက်ကိုရောက်ပြီဆိုတော့နောက်တစ်ရွက်မှာဘယ်သူလောက်တာလဲဆိုလိုတဲ့အိဗေကဘယ်သူလောက်တာလဲအဲအဲ့ဒါကိုဘယ်လိုပြောမလဲ cry time cry ဆိုတာဘယ်သူဘယ်သူဘယ်သူလဲပေါ့เนาะ cry ဆိုတာ tham ဆိုတာလုတ်သည်လုတ်တော့လုတ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့ဒါနှစ်ခုပေါင်းလိုက်မယ်ကွာ cry tham ပုံဆုံးမှာပေါ့နော်အပေါ်ဆုံးမှာ cry tham ဆိုလို့ရှိရင်ဘသူလုတ်တာလဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော် okay နောက်တစ်ခုကကြတော့ဘသူကိုလုတ်တာလဲဘသူကိုလုတ်တာလဲဆိုလို့ရှိရင် tham cry ทำใคร tham ဆိုတာလောက်တော့ပြောတာ cry ဆိုတော့ဘာသူ့လဲပေါ့နော် tham cry ဆိုဘာသူ့လောက်တာလဲဆိုပြီးတော့ယူလို့ရပါတယ် အာနောက်တစ်ခုသွားမယ်ဘယ်သူလှုပ်ပေးတာလဲနောက်တစ်ခုမှာကြတော့ဘယ်သူလှုပ်ပေးတာလဲပေါ့နော်ဆိုလိုတဲ့အဓိပ္ပာယ်ကဘယ်သူလှုပ်ပေးတာလဲဆိုပြီးတော့ပြောမှာကွာအဲ့ဒါကိုကြတော့ခရိုင်ထမ်းဟိုင်ဘယ်သူလှုပ်ပေးတာလဲဘယ်သူလှုပ်ပေးတာလဲဆိုတာကိုကြတော့ခရိုင်ထမ်းဟိုင်ခရိုင်ဆိုတော့ဘယ်သူလဲပေါ့နော်ထမ်းဆိုတော့လှုပ်တာဟိုင်ဆိုတော့ပေးတာအကုန်လုံးပါလိုက်တော့ခရိုင်ထမ်းဟိုင် ဘယ်သူလုတ်ပေးတာလဲဆိုတဲ့အနေပဲဖြစ်ပါရင်เนาะโอเคနောက်တစ်ခုသွားမယ်အာ cry hey tham နောက်တစ်ခုဘယ်သူလုတ်ခိုင်းတာလဲပေါ့เนาะဘယ်သူကပေးလုတ်တာလဲ cry hey tham ဆိုတော့ဘယ်သူလုတ်ဘယ်သူကပေးလုတ်တာလဲတမဟုတ်ဘယ်သူကလုတ်ခိုင်းတာလဲအဲ့လိုမျိုးယူလို့ရရင်เนาะ cry hey tham ဆိုတော့ဘယ်သူကလုတ်ခိုင်းတာလဲတမဟုတ်ဘယ်သူကပေးလုတ်တာလဲဆိုတဲ့အနေပဲဖြစ်ပါတယ်เนาะအမျိုးမျိုးယူလို့ရရင်เนาะတူတူအနေပဲတစ်ခုတူတူပါပဲเนาะ နင်းဘသူလုတ်ခိုင်းတာလဲဘသူပေးလုတ်တာလဲဆိုတဲ့အဓိပ္ပာယ်ပါပဲနော်ဘသူကခိုင်းလိုက်တာလဲသူဘာလို့ပေါ့နော်အဲ့လိုအနေထားမှာရှိပါတယ်음 cry hate tham ဘသူလုတ်ခိုင်းတာလဲအဲ့လိုမျိုးပေါ့နော်ဒါအခြေခံလေးတွေနော်ဒီနေ့တာစကားဒီမှာသုံးလုံးဝင်သုံးလုံးရပါတယ်အာဒီမှာဆိုလို့ရှိရင် comment ရေးလို့ရှိရင်စာမပေါ်ဘူးတကယ်လို့ကျွန်တော် page မှာဆိုလို့ရှိရင်ကိုတိချင်တဲ့စကားတွေတခါတည်း comment မှာရေးပြီးတော့မေးလို့ရတယ်เนาะ page မှာလွှတ်လို့ရှိရင်ပေါ့เนาะ page မှာ diary လွှတ်လို့ရှိရင် တခါတည်းစာနဲ့ရည်ပြီးတော့မေးလို့ရတယ်เนาะဒီ Facebook အကောင့်မှာကြတော့မေးလို့မရပါဘူးအာနောက်တစ်ခုသွားမယ် cry ဟိုင်အာနောက်နောက်တစ်ခုကျတော့ဘသူကိုပေးလို့ခိုင်းတာလဲဘသူကိုလုတ်ခိုင်းလိုက်တာလဲပေါ့เนาะအဓိပ္ပာယ်အဲ့ဒါကျတော့ hi cry time ဘသူကိုလုတ်ခိုင်းတာလဲဘသူကိုပေးလို့ခိုင်းတာလဲပေါ့เนาะအဲ့လိုမျိုးအဓိပ္ပာယ်ဖြစ်ပါတယ်အာ ဘသူ့ကိုပေးလို့ခိုင်းတာလဲပေါ့နော်သူရဲ့အဓိပ္ပာယ်ကကြတော့စာမှာရေးထားတဲ့အတိုင်းပဲကျွန်တော်လိုက်ပြောပေးမယ်နော် hi kraitam ဘသူ့ကိုလုတ်ခိုင်းတာလဲဆိုတဲ့အနေထားမှာပေါ့နော် hi kraitam ဆိုတာဘသူ့ကိုလုတ်ခိုင်းတာလဲဘသူ့ကိုပေးလို့ခိုင်းတာလဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် hi kraitam ဆိုတာဟုတ်ကဲ့ပါအာအောက်ဆုံးသွားမယ်အောက်ဆုံးမှာဘသူ့ကိုလုတ်ပေးတာလဲပေါ့နော်ဆိုလိုတဲ့အဓိပ္ပာယ်ကဘသူ့ကိုလုတ်ပေးတာလဲပေါ့နော်ဒါဒါကြီးကဘသူ့ကိုလုတ်ပေးတာလဲပေါ့နော်အဲအဲ့လိုမျိုး ဒါမိုက်ခရိုင်ဘသူဘသူအတွက်လုတ်ပေးတာလဲအာအဲ့လိုမျိုးနေထားမှာပေါ့နော်အာအဲ့လိုနေထားမှာရှိပါတယ်ဘသူအတွက်လုတ်ပေးတာလဲဘသူကိုလုတ်ပေးတာလဲဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒါမိုက်ခရိုင်ဒါမိုက်ခရိုင်ဘသူအတွက်လုတ်ပေးတာလဲဘသူကိုလုတ်ပေးတာလဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါရင်နော်โอเคနောက်တစ်ခုသွားမယ်အာနောက်တစ်ခုမှာဒီမှာကျတော့ဘသူလုတ်ခိုင်းတာလဲအာဒီမှာလဲတူပါပဲဒါမဲ့ဒီမှာကျတော့တလုံးချင်းစီကိုခွဲပြီးတော့ရေးပြထားတယ် โอเคအပေါ်ဆုံးကနေသွားမယ်နော်ဘယ်သူလောက်ခိုင်းတာလဲ cry ဆိုတော့ဘယ်သူ chai ဆိုတော့လောက်ခိုင်းတာကိုပြောတာပေါ့နော် time ဆိုတော့လောက်တာကို cry chai time ဆိုလို့ရှိရင်ဘယ်သူကလောက်ခိုင်းတာလဲဆိုတဲ့အနေထားမှာရှိပါတယ်ဘယ်သူကလောက်ခိုင်းတာလဲပေါ့နော် cry chai time ဆိုတာโอเคနောက်တစ်ခုသွားမယ် chai cry time chai cry time ဆိုတော့ဘယ်သူကိုပေါ့နော်ဘယ်သူကိုလောက်ခိုင်းတာလဲပေါ့နော် ဘသူ့ကိုလုတ်ခိုင်းလိုက်တာလဲဆိုတဲ့အနေအထားမှာရှိပါတယ်ဘသူ့ကိုတုံးလိုက်တာလဲဘသူ့ကိုလုတ်ခိုင်းလိုက်တာလဲပေါ့နော်သူရဲ့အဓိပ္ပာယ်ဘသူ့ကိုတုံးလိုက်တာလဲဘသူ့ကိုလုတ်ခိုင်းလိုက်တာလဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် child creator ဆိုတာပေါ့နော် okay နောက်တစ်ခုသွားမယ်နောက်တစ်ခုကကြတော့ cry child hate time cry child hate time ဆိုတာဘသူ့ကပေးလုတ်ခိုင်းတာလဲသူရဲ့အဓိပ္ပာယ်ဘသူ့ကပေးလုတ်ခိုင်းတာလဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် cry child hate time ဘသူ့က မင်းကိုဒီလိုလှုပ်ခိုင်းတာလေပေါ့နော်ဘယ်သူကပိတ်လှုပ်ခိုင်းတာလေဆိုတော့အသဘောတရားမှရှိပါတယ်เนาะဒါလေးတွေอ่ะโอเคနောက်တစ်ခုသွားမယ်နောက်တစ်ခုကအာ Chinese Creditam သူကအဲ့ဒီနေရာမှာပဲပတ်နေတာဒီနေရာမှာတော့အများကြီးပြောလို့ရတယ်เนาะ Chinese Creditam ဆိုတာပေါ့နော်ဘယ်သူတုံးလိုက်တာလဲပေါ့နော်ဘယ်သူပိတ်လှုပ်ခိုင်းလိုက်ပိတ်လှုပ်ခိုင်းတာလဲပေါ့နော်သုံးမဟုတ်ဘယ်သူတုံးလိုက်တာလဲဆိုတော့အတိတ်ပဲလဲရပါတယ်เนาะ အတူတူပါပဲဘသူ့ကိုခိုင်းလိုက်တာလဲဆိုတဲ့အတိတ်ပဲပါเนาะဘသူ့ကိုတုံးလိုက်တာလဲဘသူ့ကိုခိုင်းလိုက်တာလဲပေါ့เนาะအဲ့လိုမျိုးနေတာမှရှိပါတယ် okay နောက်တစ်ခုသွားမယ်ဘသူကမကျေနပ်တာလဲပေါ့เนาะအောက်ဆုံးမှာဘသူကမကျေနပ်တာလဲဆိုတော့ကြတော့ cry မိတ်ဖော်ใจ cry ဆိုတော့ဘသူလဲပေါ့เนาะမိတ်ဖော်ใจဆိုတော့မကျေနပ်တာကိုပြောတာ cry မိတ်ဖော်ใจဆိုတာဘသူမကျေနပ်တာလဲဆိုတဲ့အတိတ်ပဲဖြစ်ပါရင်เนาะ ใครไม่พอใจဆိုတော့ဘယ်သူမကြည်နဲ့တာလဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါရင်เนาะโอเคနောက်တစ်ခုသွားမယ်အာအဲ့ဒါကြတော့ဗာလဲဆိုတော့ဘယ်သူကိုမကြည်နဲ့တာလဲဘယ်သူကိုမကြည်နဲ့တာလဲအောက်ဆုံးမှာပေါ့เนาะဘယ်သူကိုမကြည်နဲ့တာလဲဆိုတော့ကိုကမေးမှာကွာအဲ့ဒါဆိုဘလို့ပြောမယ်မေးพอใจမကြည်နဲ့ဘူးใครဘယ်သူမေးพอใจใครဆိုလို့ရှိရင်ဘယ်သူကိုမကြည်နဲ့တာလဲဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါရင်เนาะ မိုက်ဖော်ใจခိုင်းဆိုတာဘသူကိုမကျေနပ်တာလဲဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်။ဟေးအားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်နော်။โอเคအခုကျွန်တော်လို့ထင်ပါတယ်ဒါဒါလေးတွေအခြေခံလေးတွေเนาะอืมဒါလေးတွေအခြေခံလေးတွေဒါလေးတွေတက်နေလို့ရှိရင်